Hello အားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ Athletic ကနေပြီးတော့ဖော်ပြလာတဲ့နီးပြဖြစ်သူ Ruben Amorim လိုချင်တဲ့တိုက်စစ်မှုမျိုးတို့ပြောလာတာလေးရှိတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ဆိုတော့ Athletic ကတော့ဒီလို article မှာ Amorim လိုချင်တဲ့ striker ဟာဘယ်လိုမျိုးဖြစ်မလဲပေါ့နော် Amorim ဟာဘယ်လို striker မျိုးကိုသူကနော် United မှာလိုချင်တဲ့လေပေါ့ဒီနေရာမှာ ဟိုဘယ်လိုပြောမလဲအိုစီမန်ဘာညာအဲ့လိုနာမည်တက်ပြီးတော့ပြောတာမဟုတ်ဘဲနဲ့ကစားသမားတွေရဲ့သူလူချင်းတဲ့အည်သူကြီးကိုကျွန်တော်တို့ချပြထားတာဆိုတော့အက်သလက်တစ်ကအဲ့ဒါကိုပြောထားတယ်ဆိုတော့ဒီနေရာမှာပထမဆုံးနီးပြဖြစ်သူရူဘင်အမ်မိုရင်လူချင်းတဲ့စတရိုက်ကာမျိုးမှာဆိုလို့ရှိရင်ပေါ့နော်နံပါတ်1အရက်မောင်းမြင့်မာတဲ့တိုက်စစ်မှုမျိုးဖြစ်ရမယ်နော်ဒါအပြင်ကျွန်တော်တို့အနေနဲ့ဒီ hold up play တွေကစားနိုင်စွမ်းရှိရမယ်ပေါ့ဗျာဒါအပြင်ဟိုတိုက်စစ်မှုဟာအကယ်လို့ဂိုးသမားကကန်တင်လိုက်တဲ့ဘောလုံးကို ိုင်ဘက်ခံစည်းတင်နေเนาะကျွန်တော်တို့ဒီဘယ်လိုပြောမလဲဘော်ဒီဂျင်းပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ရှင်လုပြီးတော့ကစားနိုင်စွဲရှိတဲ့သူအဲ့ဒါလိုကစားရင်းကနေပြီးတော့ဘေးနဲ့နှစ်ဖက်မှာရှိတဲ့တောင်ပံကစားမတိုက်စစ်ကစားမတွေအသင်းဘော်ဒီနဲ့ချိတ်ဆက်ကစားနိုင်စွဲရှိတဲ့သူမျိုးပေါ့နော်ဒါအပြင်တိုက်စစ်မှုကညံနှုံးလေးကျွန်တော်မြင်ရမယ် တော့ဒါအပြင်ပြိုင်ဘက်ခံစီ line ရဲ့နောက်မှာ behind the runs တွေလည်းကျွန်တော်ကောင်းကောင်းလုပ်နိုင်ရမယ် channel စတီထဲမှာကောင်းကောင်းပြေးနိုင်စွမ်းရှိတဲ့ပြေးထွက်နိုင်စွမ်းရှိတဲ့ကစားမမျိုးဖြစ်ရမယ်ပေါ့နော်ဒါအပြင်ကြစ်လင့်မှုရောရမလဲဒီဒီဟိုတန်မာမှုရှိရမယ်ပေါ့ဗျာဒါအပြင်ကျိုးပြိုင်ဘက် area ကိုကျွန်တော်တို့ဒီပြိုင်ဘက် goal ကို goal ပေါက်ချိန်ချောက်ဖို့ကြိုးပမ်းတဲ့နေရာ goal ကန်သွင်းတဲ့နေရာမှာလည်း ဘော့စထရိုက်ကင်းမတ်သက်လေကျွန်တော်ကောင်းရမယ်ပေါ့နော်ဂိုးသွင်းကောင်းတဲ့ကစားမပဲပဲပြောရရင်တော့เนาะဗိုင်မြင်မြင်အေရီယာဘောက်စ်ထဲရနေနေเนาะအေရီယာဘောက်စ်အပြင်ရနေနေပေါ့နော်ကန်ခွင့်ရတဲ့ဘလူနီယာကမဆိုဘော့စထရိုက်ကင်းကောင်းတဲ့တိုက်စီမှုဖြစ်ရမယ်ပေါ့ဒါအပြင်ကျွန်တော်တို့အပိုင်အခွင့်အရေးမဟုတ်လည်းပဲဒါပေတော့ဒီဂိုးဟာဂိုးရဖို့အတွက်50 50လောက်ဖြစ်နေရင်တောင်မှကျွန်တော်ဒီအဆုံးသက်နိုင်စွမ်းရှိတဲ့တိုက်စီမှုမျိုးကျွန်တော်ဖြစ်ရမယ်ပေါ့နော် ကျွန်တော်တိုင်းစီမျိုးကျွန်တော်ဖြစ်ရမယ်အဲဘာလို့လဲဆိုတော့လောလောဆယ်မှာဆိုလို့ရှိရင်တချို့ကိုတွေကကျွန်တော်ဗျာသိတယ်မလားဟိုအပိုင်ခွင့်ရမဟုတ်ဘူးဆိုပြီးမဲ့လို့နော်အပိုင်ခွင့်ရရဖို့အရန်ဖန်တီးရခက်တဲ့ပွဲမျိုးတွေရှိတယ်အဲ့လိုတွေမှာဆိုလို့ရှိရင်လုံးဝ deadly striker မျိုးကိုသူလိုချင်တာဒါဒါအပြင်ပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောရမလဲ high volume နဲ့ကစားမားတွေလည်းကျွန်တော်ဖြစ်ရမယ်ပေါ့ဗျာဂိုးသွင်းကောင်းတဲ့တိုက်စစ်မှုတွေလည်းကျွန်တော်ဖြစ်ရမယ်ပေါ့ဆိုတော့ချုံကြည့်ရရင် MOD နေနဲ့ပေါ့နော်နည်းနည်းပြောရလို့ရှိရင်တော့ MOD နေနဲ့ သူကနည်းနည်းသူကဖီဘာနဲ့မှားနေသလားတော့ကျွန်တော်မသိဘူးဘောနော်သူလိုချင်တဲ့တိုက်စင်မှုကလည်းတော့ဆီမှာဘသူမှတော့သိရှိရမှာမဟုတ်အဲ့လိုမျိုးဟောတယ်မလားနော်မြန်လဲမြန်ရမယ်နော်ပြီးလို့ရှိရင် hold up play လေးကျွန်တော်ကစားနိုင်ရမယ်နော် behind the runs တွေလုံနိုင်ရမယ်နော် goal ကလည်း area box ထဲမှာဆိုလို့ရှိရင်လည်းပဲအပိုင်သွင်းနိုင်ရမယ်အပိုင်လုံးမဟုတ်လည်းပဲရအောင်သွင်းနိုင်ရမယ်နော်ပြီးလို့ပြီးတာနဲ့ကျွန်တော်တို့အနေနဲ့ဘောနော်ဒီဘယ်လိုပြောမလဲဟိုဘုသူမကကန်တင်ပေးလိုက်တဲ့ဘောလုံးတွေကိုကျွန်တော်ရအောင်လှုပ်ပြီးတော့ကိုယ့်ရဲ့အသင်းပေါ်တိုက်စစ်တွေနဲ့ချိတ်ဆက်ကစားနိုင်ရမယ် ဆိုတော့ပြောရလို့ရှိရင် MOD လိုချင်တဲ့တိုင်းစင်မှုဟာလူတိုင်းလိုချင်တဲ့တိုင်းစင်မှုပဲပြည်ထနာကဈေးကွက်ထဲမှာရှိမရှိပဲကျွန်တော်တို့တိုင်ပတ်မှာပဲအဲ့တော့သူအရင်ကြီးပြည်စုံလုံးနဲ့တိုက်စစ်မှုကိုလူချင်းနေတာဗျာဆိုတော့အဲ့တလောက်ကြီးသူလူချင်းနေတာအကုန်ရှိတဲ့တိုက်စစ်မှုမျိုးကတော့မင်းရှားတယ်ခုဘက်ကမင်းဟို game ထဲမှာတိဆောက်ယူမှာပဲကျွန်တော်ရမှာပဲသိလားဒါပေမဲ့လို့ကျွန်တော်အနည်းဆက်ဆုံးကျွန်တော်တို့ကြည့်ဖို့လိုတယ်ဆိုတော့အဲ့ဒါ၄ဆိုလို့ရှိရင်ကြားကြောင်လည်းပဲကျွန်တော်ကြည့်ရရင် Resman Whiteland ကပေါ့နော်ခန္ဓာကိုယ်ကြီးကျွန်တော်နေတယ်ပေါ့နော်ထိမ့်ထိမ့်ပြီးတော့ကစားနေတာ ညွှန်ကြားချက်တွေကြောင့်ဖြစ်ဖို့ကျွန်တော်တို့များတယ်။ဒါအပြင်ကျွန်တော်တို့ဒီဟို zig zero ဘာလို့ကစားတော့လဲကျွန်တော်တို့ကြည့်ပါလား။ zig zero လည်းပဲ hold up lane လို့ကစားတာပဲ။ resmat white line လည်းပဲအဲ့လိုပဲခန္ဓာကိုယ်ကြီးကာကာပြီးတော့ကစားတာပဲ။ fitter gear crash ကိုကျွန်တော်တို့သွားကြည့်လိုက်အဲ့လိုခန္ဓာကိုယ်ကြီးကာကာပြီးတော့ကျွန်တော်ကစားတာပဲ။ဟို quarter ကတော့ဗျာ white line ကတော့တည်တယ်မလားဒီဘောလုံးထိန်းတာတွေပါလေလူတယ်ပြိုင်ဘက်ခံစစ်ကိုလည်း သူလုံးဝ body ချင်း bully မလုပ်နိုင်ဘူးဆိုတဲ့ခါကျတော့သူကတော့ခံရတာပေါ့နော် zigzag ကိုဘာလို့ပူတောင့်နေပြီးလို့ရှိရင်ကျွန်တော်တို့ဒါပူပြီးတော့နက်တယ် ball chain နေလေပူကောင်းနေဆိုတော့ပူပြီးတော့ထိရောက်တဲ့ပုံစံမျိုးကျွန်တော်မြင်ရတာဆိုတော့ resma white line ဘာကြောင့်เนาะပြိုင်ဘက်ခန်းစီကိုအဲ့လိုကြီးကာကာပြီးတော့ကစားနေရတယ်လေဆိုတာမြင်ရပြီလို့ကျွန်တော်ထင်တယ်ဆိုတော့ကိုရီရောက်လာတဲ့အစ်တတိုက်စင်မှုကလည်းဘယ်သူမှဆိုအဲ့လိုကစားရမှာ white เนาะညီပြားကအဲ့လိုလူချင်းနေဆိုတော့သူအဲ့လိုကစားရမှာပဲဆိုတော့ဒါကြောင့်ဟိုဘယ်လိုပြောမလို့လက်ရှိ ရက်စမာခွိုင်လန်ဘာကြောင့်အလိုကစားနေတယ်လဲဆိုတာကျွန်တော်မြင်ရပြီပေါ့နော်တခုရှိတာကတော့လက်ရှိဈေးကွက်ထဲမှာသူလိုချင်တဲ့စွမ်းဆောင်ရည်တွေတယောက်ထဲမှာအကုန်ရှိနေတာမျိုးမဟုတ်တော့မှာအနည်းဆက်ဆုံးကဘယ်သူဖြစ်မလဲပီတာဂူဂရက်ကတော့သူနဲ့လက်တွဲခဲ့ဘူးတဲ့သူဖြစ်နေတဲ့အဆင်ပြေတယ်ပေါ့ဗျာဒါပေမဲ့လည်းလို့ကျွန်တော်အသက်ရွယ်နဲ့ဈေးရရောကိုအသင်းကိုပြောင်းမလာခြင်းတဲ့အခြေအနေမျိုးအရာကိုကျွန်တော်နေအဆင်မပြေဘူးဆိုတော့အဲအသင်းတော်ဆုံးကတော့လည်းလို့စေကျွန်တော်တို့ပြစ်မှတ်တည်တဲ့မှာအိုစီမန်ပဲအိုစီမန်ဟာကျွန်တော်တို့ပေါ့နော်ပြေးလဲပြေးနိုင်တယ် ။ဟောလုံးဝပါဝါပူပြတဲ့တိုက်စစ်မှုလေးကျွန်တော်ဖြစ်တယ်။ပြိုင်ဘက်ခန်စစ်တင်နဲ့လည်းဘူလီလုံးနိုင်စွမ်းရှိတယ်ဗျ။အမြင်ဘောတွေလည်းသူကောင်းကောင်းရှင်လူနိုင်စွမ်းရှိတယ်လို့ဂူးသွင်းကလည်းကျွန်တော်ကောင်းတယ်။တန်လဲတန်တယ်ဗျာဒီလား။ပြေးလဲပြေးတယ်၊နှွားလဲနှွားနေတယ်။ဆိုတော့ပြောချင်တာကဒီကျွန်တော်တန်တဲ့ရရှိတာဆိုတော့ဟိုသူ့မှာ link up play နေ hold up play နေအရင်ကြီးအဆင်ပြေပါမလားပေါ့ဒါပဲအတိုင်းမဲ့လို့ခုနကကျွန်တော်ပြောသလိုပဲ mooring လိုချင်တဲ့အချက်လက်တွေအကုန်လုံးတော့လက်ရှိဈေးကွက်ထဲမှာရနိုင်တဲ့တိုက်စစ်မှုတွေတယောက်သေးစီမှာရခြင်းမှာရမှာပဲ အဲ့လိုတိုက်စစ်မှုရရှားတယ်ကိုဟုတ်တယ်မလားနော်ဟိုမင်းပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ယောက်ရှိတာကဒီ IGT ကြီးလက်ရှိကျွန်တော်သတင်းထွက်နေတဲ့ကစားမှာပြည်နာက IGT ကြီးမှာဆိုလို့ရှိရင်သူကအရက်ကြီးရှိပြီးတော့ဗျ body ကအဲ့လောက်ကြီးကြီးမတောင့်ဘူး body အဲ့လောက်မတောင့်တော့ဟိုထားပါတော့ဒီလုံးဝပေါ့နော် physical ability ကောင်းတဲ့တိုက်စစ်မှုတွေနဲ့ဆိုလို့ရှိရင်အဲ့လိုအမြင့်ဘောတွေရှင်လူဖို့ဘုဒ္ဓမာကဦးနနာတို့ဘာလို့ကကန်နေလိုက်တဲ့ဘောလုံးတွေကိုရှင်လူဖို့ကအင်မတန်ခိုင်းသွားပြီး link up playing နဲ့ကောင်းတဲ့ dribbling ကောင်းတဲ့ behind the runs တွေလုံနိုင်နေပို့ပြီးတော့မြန်တဲ့ကစားမဖြစ်တဲ့ဒါပေမဲ့လည်းလို့ပေါ့နော်ဟိုဘယ်လိုပြောမလဲ have chance တွေကို convert လုပ်နိုင်တဲ့ player မျိုးမဟုတ်ဘူးပြည့်50 50အခွင့်အရေးတွေကိုဂိုးဖြစ်ပြောင်းလဲနိုင်စွမ်းရှိတဲ့သူမျိုးမဟုတ်ဘူး AKTG တို့ကနော်ဆိုတော့ဒါကြောင့်လည်းရှိမှာ MOD လူချင်းတဲ့တပုံစံနဲ့တော့တိုက်စစ်မှုကတော့ဈေးကွက်ထဲမှာမရှိဘူးညီကိုတို့အနေနဲ့ရောခုနကပြောသွားတဲ့အချက်လက်တွေက MOD ဟာ လက်ရှိပေါ့နော်ဟိုဘသူ့ကိုခေါ်ပြီးကြိုးမန်းတင်တယ်လို့ထင်တယ်လက်ရှိကျွန်တော်တို့ ਨੇ တင်းထွက်နေတဲ့နေရာမှာဒါမှမဟုတ်ဈေးွက်ထဲမှာဘယ်ကစားမကအဲ့ဒီလိုအည်သွေးတွေကိုအများစုပိုင်ဆိုင်ထားတယ်ထင်ကြလဲသူနေကြပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်